cuối sợ không bé la la đây là ra lái rồi con mẹ အာပြီးတော့ညီမကဘာလို့ဒီ occasion MIB ကိုရွေးချယ်ခဲ့ရလဲဆိုတော့အာညီမတို့ဒီပေါ့နော်အာ covid 19ရောဂါတွေဖြစ်တဲ့နောက်အာအကြောင်းကြီးရနာသွားတဲ့အချိန်မှာညီမတို့အရန်ကိုအာဘယ်လိုပြောမလဲအရန်ကိုပေါ့နော်အဲ့လိုစိတ်တွေလေသွားတယ်ကြားထဲမှာကြောက်မတက်တဲ့အခါကျတော့အာဆိုတော့ညီမအဲ့အကြောင်းလို့ဒီ facebook ကိုအာညီမရဲ့အတော်အောက်ပေါ့နော် ဒီကြောင်းလေးကို recommend ပေးရပေါ့ပေးရခါကျတော့ညီမတို့စုံစမ်းကြည့်လိုက်တဲ့ခါကျတော့ဒီကြောင်းလေးကအရန်ကိုလည်းအာ fair အစင်းတော့လည်းအရန် fair ဖြစ်တယ်။သင်တဲ့ဆရာမတွေကတကယ်ပရော်ဖက်ဆာကြီးတွေဆိုတဲ့ခါကျတော့ညီမတို့ရွေးချယ်လိုက်တာပဲဖြစ်ပါတယ်။ဟုတ် အားလုံးပဲမင်္ဂလာပါညီမနာမည်ကတော့ခူတန်းကျော်ပါညီမကတော့အခုလက်ရှိပေါ့နော် Drone Road International School မှာ Academic Coordinator အဖြစ်နဲ့ညီမတာဝန်ထမ်းဆောင်နေရပါပေါ့နော်ဒီမှာတော့ဒီ OTA မှာပေါ့နော် level 3 4 5ပြီးထားတဲ့အဲအကြောင်းသူတယောက်ပဲဖြစ်ပါတယ်။ညီမဒီ OTA level 5ပြီးသွားတဲ့အချိန်မှာပေါ့နော်ညီမတို့ကိုဒီအကြောင်းဘက်ကနေပြီးတော့ပေါ့နော်အာ internship program လေးတွေရှိရဲဆိုပြီးတော့အကြောင်းဘက်ကနေပြီးတော့ announce လုပ်ပါတယ်။အာအကြောင်းစာကြီးပဲတင်နေရတယ်ဒီ လုပ်ငန်းခွင်ရဲ့သဘောတဘာဝကိုလည်းသိချင်တာရေပေါ့နော်။နောက်ဒီလုပ်ငန်းခွင်အတွင်းမှာဘယ်လိုမျိုးအဲလုပ်ငန်းဆောင်တာတွေ process တွေကိုလောက်ကြရဲဆိုတာလည်းအဲသိချင်တဲ့အတွက်ကြောင့်မလို့ညီမတို့ဒီအကြောင်းဘက်ကအဲ announce လုပ်တဲ့ဒီ program internship လေးကို internship program လေးပေါ့နော်။ အဲဒီ form လေးကိုဖြည့်ခဲ့တယ်ညီမတို့ form interview ဖြည့်ရပေါ့နော် interview ကိုအစင်စင်ဖြည့်ပြီးသွားတဲ့အချိန်မှာညီမတို့ interview အဲ third interview လောက်မှာပေါ့နော်ညီမတို့က approve ဖြစ်သွားတယ်ပေါ့နော်ကိုလျှောက်ထားတယ်ပေါ့နော်ဒီ program ကြီး align ညီမတို့ internship ဆင်းကြတယ်ညီမတို့3လပေါ့ internship ကာလတော့ညီမတို့3လဆင်းကြတယ်အဲ3လအတွင်းမှာပဲညီမတို့ကပထမဦးဆုံးဆက်ဆက်ရောက်သွားတဲ့အဲ first day of internship ကတော့ဘာမှမအောင်ညီမတို့မသိဘူးပေါ့နော်ဘာမှမသိဘဲနဲ့အဲဒီတိုင်းပဲရောက်သွားတယ်အဲ ဘာမှလည်းညီမတို့မလုပ်တတ်ဘူးပေါ့နော်ဘာမှလည်းမသိဘူးပေါ့အဲ့ဒီအချိန်မှာပဲတက်ဆိုင်ရညီမတို့ရဲ့ဒီစီနီယာအကူအမတွေအကုန်လုံးကလည်းညီမတို့ကိုတင် जा ပြတာပေးတယ်အဲဘယ်ဟာလေးတွေကတော့ဘလို့ရှိရဲဆိုတာလေးတွေသူတို့ပြောပြရဲပေါ့နော်ပြောပြတော့ညီမတို့တဖြည်းဖြည်းသိလာရဲညီမတို့ကဒီ3 4 5တောက်လျှောက်မှာတော့စာရီးကတင်ခဲ့ရတာပေါ့နော်စာတွေ့ရွေးရှိရညီမတို့ကလက်တွေ့ဆိုတာမရှိခဲ့ပါဘူးလက်တွေ့ကတော့အတန်းတွင်း activities လေးတွေတော့ရှိရဲ။ဇာတ်ရည်ကအများကြီးလောက်ခိုင်းနေပေါ့နော်။ညီမတို့ ဒီစာတင်ခဲ့ရတယ်ညီမတို့ရဲ့ဒီစာတွေကိုပေါ့နော်ညီမတို့ပြန်ပြီးတော့ဒီ internship ကာလာသုံးလာမှာညီမတို့ပြန်လည်ပြီးတော့အသုံးချရယ်အဲဆရာတွေရဲ့ဒီ leadership အကြောင်းတွေရောဆရာတွေ HR ဆရာတွေရဲ့အဲတင်ကြားပြသမှုတွေအကုန်လုံးပေါ့နော်ညီမတို့အဲပြန်လည်ပြီးတော့အသုံးချခဲ့တဲ့အခါမှာတော့ညီမတို့ရဲ့ဒီ internship program လေးသုံးလာဟာဆိုရယ်ပေါ့နော်အောင်မြင်နေတဲ့ပြီးဆုံးသွားခဲ့ပါတယ် ကျောင်းဘက်ကနေပြီးတော့ညီမတို့ပေါ့နော်ဒီ internship ပြီးသွားရင်ဘာတွေဆက်လုပ်ဖို့ရှိလဲကျောင်းဘက်မှာပဲပြန်ပြီးတော့ဖာမဲနဲ့ဝန်ထမ်းအဖြစ်ပြန်ပြီးတော့လုပ်ချင်တာဒါမှမဟုတ်ရင်တခြား အဲဒီပေါ့နော်ယုံနေမှာပဲသူတို့ဒီကြောင်းနဲ့ချိတ်ဆက်ထားတဲ့ဒီမှာတို့ယုံနေအများကြီးရှိပါတယ်ဒီဒီယုံနေမှာပဲပေါ့နော်ဆက်လက်ပြီးတော့အလုပ်ကိုလုပ်ကင်ချင်သလားဆိုပြီးတော့အဲညီမတို့ပြောပါတယ်အဲပြောတဲ့အခါမှာညီမအနေနဲ့ပေါ့အင်းသူများအလုပ်မှာတော့ညီမဝင်မလုပ်ချင်ဘူးဒါညီမရဲ့စိတ်အဲတူပြီးတော့ညီမတယောက်တည်းစံတာပေါ့နော်စံတာကတော့ညီမသူများ ယုံနေမှာတော့တွားပြီးမလုတ်ချင်ဘူးညီမကိုယ်တိုင်ကလည်းအဲဒီယုံဘက်ကအကိုအမတွေနဲ့ရောအကုန်လုံးညီမ family type ပုံစံနဲ့ပဲညီမနေထိုင်နေအကုန်လုံးကလည်းညီမကိုဆိုရင်သူတို့ကမသိရလူတရားအောင်မရှိလောက်အောင်ပဲပေါ့နော်အကိုအမတွေကအများအများကြီးကိုညီမကိုကိုယ်ကြီးဆောင်ရွက်ပေးကြတယ်ဆိုတော့ညီမဒီမှာပဲပျော်တယ် MIB မှာပဲပျော်တယ်ညီမ MIB မှုလို့ပျော်တာပေါ့နော်ဆိုတော့ညီမ audition ကနေပြီးတော့အဲညီမကြောင်းတက်ခဲ့တဲ့ကာလပတ်လုံးလေညီမကိုအကုန်လုံး အဲတထောင်တနေရာနေပြီပေါ့နော်ကိုအမတွေက supportive ပေးကြရဲအများကြီးကိုသူတို့ရဲ့ supporting တွေလေးပါခဲ့ပါတယ်ဆိုတော့အဲညီမကလည်းအဲ့လိုအချက်လက်တွေကြောင့်မလို့ပေါ့နော်အကိုအမတွေနေပဲအတူတူအလုပ်တွေလုပ်ချင်နေဆိုရင်ညီမအဲ့စိတ်လေးဖြစ်ခဲ့တာပေါ့နော်ညီမရဲ့ဒီ academic ကိုလည်းညီမတခြားကြောင့်မှသွားမလုပ်ချင်ဘူးညီမအနေနဲ့အခုဒီနောင်လာနောက်သားကလေးတွေအတွက်ကောဒီ junior ညီမလေးတွေမောင်လေးတွေအညီပေါ့ညီမကဘာပြောချင်လဲဆိုတော့ပေါ့နော် MIB အကြောင်းကိုရွေးချယ်တာ မမှားပါဘူးပေါ့နော်ဒီ MIB အကြောင်းအရဆိုရင်ညီမတို့နာမည်တစ်ခုရပြီးသား ចောင်းတစ်ចောင်းနဲ့မှာဆိုလဲပါတယ်ပေါ့เนาะအခုမှစတင်ပြီးတော့အဲနာမည်ကြီးလာတဲ့ចောင်းနဲ့မဟုတ်ဘူးပေါ့เนาะညီမတို့ဒီ10နှစ်ကျော်ကာလအတွင်းမှာပဲဖြစ်နေတဲ့ចောင်းတစ်ចောင်းပေါ့เนาะဆိုတော့အာဒီလိုចောင်းမှာတက်တဲ့အတွက်ကြောင့်မလို့ကလေးတို့အနေနဲ့အခုဆိုလဲသူတို့ KBZ မှာဆိုရင် brand ambassador တွေခန့်အပွဲတွေပါတွေလုပ်တယ်အဲ student ambassador တွေလည်းခန့်တယ်ပေါ့เนาะဆိုတော့ဒီလိုမျိုးလေးတွေလုပ်ပြီးရဲ့ចောင်းဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့เนาะចောင်းသားចောင်းသူတွေအနေနဲ့อ่ะအာ MIB ကိုရွေးချယ်တာလုံးဝမမှားဘူးပေါ့เนาะအခု ီဗီဒီယိုကြည့်နေတယ်မောင်လေးတွေညီမလေးတွေကိုလည်းအမကပြောချင်တာအမလည်းဒီကျောင်းသူဘဝနေပြီးတော့ဒီအကယ်ဒမီဘဝကိုရောက်လာတာပေါ့နော်ဆိုတော့စိုးချင်းကောင်းချင်းအကုန်လုံးကဒီကိုယ့်ရဲ့ကျောင်းနဲ့ပဲသက်ဆိုင်တယ်ဆိုတော့ကိုကဒီကျောင်းမှာများများလေးလာလေးလေးပြင်ယူလေးလေးကိုယ့်အတွက်ကအဲကိုယ့်ရဲ့ future plan လေးကပေါ့နော်ကောင်းလေးလေးပေါ့နော်ဆိုတော့ ိုကဒီเจ้ามาတင်ယူလေးလာတင်နေအရာတွေအကုန်လုံးတင်ယူပါတင်ယူပြီးတာနဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာကောင်းကောင်းအသုံးချဖို့အတွက်လေအမအနေနဲ့ပြောကြချင်ပါတယ်ဆိုတော့အော်အမရဲ့ဒီနေ့စကားလေးကတော့ဒီမှာပဲအဆုံးသတ်ပြရစီရှင်ဟုတ်ပါကျေးဇူးတင်ပါတယ်